Miss Cosmo မြန်မာဖြစ်ရွေးချက်ခံလိုက်ရတဲ့မြင်မြန်မှုပရိသတ်ကြီးတို့ရင်အားလုံးချစ်ကြတဲ့ National Director ထူအလင်ကတော့ Miss Cosmo မြန်မာကပရိသတ်အချိုင်ရောကျွန်တော်စေချာရောဖြစ်မဲ့သူပါ Fan တွေဘက်ကလည်းစုဝင်စားမှုပို့ပြီးမြင့်တက်လာတယ် International ဘက်ကလည်းစုဝင်စားမှုမြင့်တက်လာတာဆိုတော့စင်ပေါ်မှာဝိုးဖြစ်သွားအောင် Miss Cosmo ကိုရွေးချယ်သွားမှာပါလို့ဆိုထားတာကိုတည်ကြမှာပါပထမဦးဆုံးပြိုင်တဲ့ပွဲမှာမြန်မာပရိသတ်တွေအားရတဲ့သူလည်းဖြစ်ရမယ် ခုံယူရတဲ့အလားမဲလည်းဖြစ်အောင်အဘက်ဘက်ကနေစဉ်စားရွေးချယ်သွားမှာပါလို့ဆိုပြီးပြောထားသူဖြစ်ပါရည်။ဒီကနေ့မှာတော့တကယ်ကိုလူတွေအံ့ဩသွားတဲ့ရွေးချယ်မှုကိုလှုပ်လိုက်ပြီးပဲဖြစ်ပါရည်။အလုံးကတဲစုငိမ့်လို့ခံမှန်းထားကြပါမယ်လေ။သူအန်နေကတော့ Miss Cosmo မြန်မာ2025ဖြစ်ညံ့ညံ့မှုကိုရွေးချယ်လိုက်တာပဲဖြစ်ပါရည်။သူရဲ့ရွေးချယ်မှုကိုကျေနပ်ကြလားဆိုပြီးလဲပြည်သက်တည်းရဲ့အမြင်ကိုလဲမေးထားပါသေးတယ်။ တဲဆူငင်ကလည်းရွေးချယ်ခံရတဲ့အတွက်ဂုဏ်ယူပါရမမလို့ဆိုထားပြီးမြင့်မြတ်မှုကလည်းတဲဆူငင်ကိုပြပကိုတွားရအရှင်ပြိုင်တို့ကအတွေ့အကြုံတွေဝေမျှပေးပါအောင်လို့တောင်းဆိုထားပါတယ်။ပရိသတ်တွေကလည်းအားပေးဖို့အစဉ်အသင့်ဖြစ်နေကြပြီးတတဲလေးရဲ့ဆရာတရားထဲစီကထက်တဲ့ညီမရီမလို့အားပြတာပါဆိုပြီးလဲမှတ်ချက်တွေရေးထားကြပါရည်။မြင့်မြတ်မှုကိုယ်တိုင်ကလည်းခေသူမဟုတ်ပဲ Miss Grand မြန်မာပြိုင်ပွဲမှာ First Runner App ရခဲ့ဖို့သူဖြစ်ပါရည်။ သမားကအဲ့ဒီအချိန်တုန်းကအပျော်ဆုံးမယ်လို့ဆိုထားပြီးခံဘက်ပြလာဖို့ပြင်ဆင်စရာလေးလာစရာတွေအများကြီးပဲရှိသေးရမို့လို့ပါတည်းလို့ဆိုထားသူဖြစ်ပါရယ်။အခုခံဘက်လာချိန်မှာတော့ဘသူမှထင်မှတ်မထားတဲ့ Miss Cosmo ဖြစ်ရှင်ပြိုင်ပြီးမြမကုံကိုစောင့်ပြီးမှဖြစ်ပါရယ်။သမားကမော်ဒယ်လုပ်ကိုယူသွတ်သူဖြစ်ပြီးကိုလုတ်တဲ့အရာကိုယူသွတ်နေမှကိုဖြစ်ချင်တာဖြစ်လာမယ်လို့ခံယူထားသူတူပါ။ လူဘွားကခဏလေးပြတဲ့အတွက်ရှေ့ဆက်သွားမယ့်ရက်တွေမှာနောင်ထမရှိဘဲနဲ့ရှင်သန်ဖို့ပဲအရေးကြီးတယ်ဆိုရက်ခိုင်မာတဲ့စိတ်ထားပိုင်ရှင်လေးဖြစ်ပါတယ်တမငယ်စင်ကလေးက International Stable မှာမြမစရာကိုခြားပြခြင်းနဲ့အိမ်မက်ရှိခဲ့သူဖြစ်ပြီးတည်တည်ချာချာပြောင်းလဲပြင်ဆင်ပြီးအကောင်းဆုံးစူးစမ်းပြီးရှင်ပြိုင်ခဲ့မှာပါလို့ဆိုပါရယ်အနာဂတ်အခြေအနေနဲ့ပတ်သက်ပြီးမေးမြန်းချိန်မှာလေအထက်တန်းကျောင်းသူအရွယ်မကလေးကကိုယ့်ရဲ့အရေးကြီးကြောင့်ကိုကိုလာကြိုက်တဲ့သူတွေမရှိသလောက်ရှာရင် အင်းကလည်းချစ်သူထားတာမကြိုက်လို့ single အဖြစ်ပဲနေသွားမှာပါလို့ပြောပါတယ်။သူမကပရိသတ်တွေမျှော်လင့်ထားတဲ့ Miss Cosmo မဟုတ်ပေမဲ့လည်းအရေးချင်းရှိတာကြောင့်စွတ်တဆူဆူတော့ရခဲ့မှသေးချပါတယ်။ National Director to Allen ကသူတပည့်တွေနဲ့ပတ်သက်ရင်ဆုံးဖြတ်ချက်အမြင်မှန်ကန်ခဲ့သူမလို့ပြည်သူတွေကိုစိတ်ပျက်စီမှာတော့မဟုတ်ပါဘူး။မြင့်မြတ်မှုကလည်းလက်ရှိအချိန်အထိရည်စားမရှိဘဲမော်တယ်အလုပ်ကိုပဲအာရုံဆိုင်နေရကြောင့်သမရဲ့စူးစမ်းမှုနဲ့ထိုက်တန်တဲ့ရလဒ်တစ်ခုရလာမယ်လို့ထင်ပါတယ်။ အချို့ကတော့တဲဆူငိန်ကိုမလွတ်လို့အပြစ်ဆိုနေကြပေမဲ့တဲဆူငိန်လိုခံစားချက်တွေမထိန်ချုပ်နိုင်သေးတဲ့မိမငယ်လေးကနိုင်ငံတကာဆင်မြင်းနဲ့မထိုက်တန်သေးပဲအသက်20ကျော်မှသာပြန်လည်ရှင်ပြိုင်တဲ့နေလို့နားလေတက်ကြတဲ့သူတွေကအကြံပြုထားကြပါတယ်မိမိကလည်းဒီမှာကဘာသာစကားမှအားနေတာကြောင့် Miss Cosmo ဖြစ်ဝင်အရေးမခံခဲ့တာလို့ဆိုပါတယ်ပရိသတ်ဆန္ဒနဲ့ရွေးချယ်ခင်ရသူထက်တူမကြပါပဲလေအောင်မြင်မှုတွေတိမ့်ပိုက်ပြီးပြန်လာနိုင်ဖို့မျှော်လင့်ပါရရှင်။